တို့ညာ YouTube Channel ကိုဝင်ရန်အားပေးနားဆင်နေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်မြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာအောင်လင်းဤဗေဒာနဲ့မောင်မမငိမ့်ဆိုတဲ့ဝိတုစာကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူအဆုံးထိလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ်ဝေရာသည်အမေထွေးပြောနေသောစကားများကိုမကြဟန်ပြု၍သတင်းစာကိုတရချင်းလှန်၍ကြည့်လိုက်အမေထွေးကမှဝေရာကိုတရွတ်တွေဖြင့်ဆုံးမ၍နေတော့သည်ဝေရာက သူ့အဖွာအကြောင်းသူတည်ပြီးဖြစ်သည်တခုခုကအကြောင်းဆ၍စူမိလင်မိကိုကြွက်လျှောက်ဆက်၍စူရတ်သည်ဒီခါမျိုးတွင်ပြန်ပြောလင်ပို၍ဆိုးရသည်စူ၍မဆုံနိုင်အောင်ရှိတော့သည်တခုကတခုဆက်၍ဝါရက်လာသည် ခုလဲညကဗေရာအိမ်ပြန်ညနေသည်ကဆ ảy ၍ဆူရမအကုံဆက်၍သွားတော်သည်ညနေမှဗေရာအိမ်ပြန်လာသည်ကိုအမေထွေးသိ၍မဟုတ်ခေါင်းရင် ပြတင်းပေါက်ပွင့်၍မေယာမဗေရာအိမ်ပြန်ညနေကြောင်းပေါ်၍လာတော်သည်ဗေရာသည်ညနေလျင်အိမ်ကိုမနှုတ်ပဲခေါင်းရင်ပြတင်းပေါက်ကိုတန်ချောင်းဖြင့်ကလော်၍ဖွင့်တတ်သည်နှုတ်လင်လဲညနေသက်ကောင်းအဖွားစုပွက်နေမိကိုဆိုရသည်ညကဗေရာသည်စစ်တပ်ထဲတွင်ဘိုင်းစကုတ်သွားပြရသည် နနာယီကျော်မှအိမ်သို့ပြန်ရသည်ထို့ကြောင့်ခေါင်းရင်းပြတင်းပေါက်ကိုတန်ချောင်းဖြင့်ဂလန့်၍ဖွင့်ဝင်ခဲ့သည်ပြီးတော့လဲအိတ်ချင်းစောဖြင့်ပြန်၍မပိတ်မိတော့ချေမိုးလင်း၍တကားပွင့်နေသည်ကိုအမေထွေးကတွေ့၍မေယာမှဗေဒာညင်းနှမပြန်လာသည်ကိုသိရသည်ထို့ကြောင့်လဲအမေထွေးသည်ဗေဒာအိယာမှမနုခင်ကလေးကစူပွဲ၍နေတော့သည်ဗေဒာက မျက်နှာတည်ပြီးလင်အိမ်ရှိတန်းရာတွင်ထိုင်၍တရင်စာကိုလှန်နေလိုက်သည် မရှိမဲရှိမဲတခိုးလမ်းပြလုတာလီငါကမသိမချင်းနှိမ့်ဆက်တဲ့အကောင်တွေအဖေကနှိမ့်ဆက်လို့အမရတော့တားကပါလာပြီးနှိမ့်ဆက်တယ်။နေတော့လေအချိန်နဲ့စာအချိန်နဲ့မအိပ်ဘူးလေးချင်းရလေလေချင်းရလေအချိန်မရှိပြန်လာပြီးတော့အင်ကူမနှုတ်ဘူးတခိုးချင်းတခိုးချင်းဒီခေါင်းရင်းဒရင်ပေါက်ကပဲဖွင့်ဖွင့်ပြီးဝင်တာတနေ့နေ့တော့အိမ်မှာရှိတာလေးအလုံးပြောင်းပါပဲနင်တို့ကတပြားမှရှာမပြီးပဲ ငါကိုလာလာနှိပ်စက်တာခေါင်းမွေးလည်းပြောင်းပြီးသွားကြပါမနေကြပါနဲ့မောင်မင်းကြီးသားမင်းအဖေအင်းပြန်သွားပါတော့လေနေလည်းမနေပါနဲ့လာလည်းမလာပါနဲ့ငါကိုဒုက္ခမပေးရင်မင်းတို့သတင်းချစ်တိုင်းလာလာကြတော့ပါမေတော့အမေထွေးကခနဲ့အင်ကြားဆက်၍စူနေတော့လဲဘေရာကအင်းနီနာချင်းကို ရှက်လာမိသည်အဖေနဲ့စိတ်ဆိုးသည့်နောက်တနေ့တွင်ဘေရာသည်အဖွားအင်တို့ပြောင်းခဲ့သည်အဖွားအင်တွင် အဆူအငေါ့ခံရမိကောကဗေဒာကတိပိဖြစ်တော်လဲအိမ်နှင့်စားတော်စိတ်ချမ်းသာရသည် နောက်ပိုင်းအရေးလဲမပူရအဖေဤဇူဒံဆေဒံလဲမကြရတော့တကယ်တော်လဲအဖွားဤဇူဒံပွတ်တံဆေဒံထက်တော့ခံသာသေးသည်ထို့ကြောင့်လဲဗေဒာကအဖွားအိမ်တွင်ပေကပ်၍နေခြင်းဖြစ်သည်အေယာမမနုခင်ကလေးကအမေထွေးစုပွက်နေသည်ကိုလဲမကြအောင်ပြည့်၍နေသည်ဤဒီကိုပင်အမေထွေးကပို၍ဒေါသကြီးလာတော့သည် သူတို့လုတ်ပုံနေရာမကြလို့ပြောလိုက်ရင် သူတို့ကိုမပြောတဲ့အတိုင်းပြောရတဲ့လူကလေကုံတဲ့အာပေါက်တယ်။သွားပါကွယ်။သွားအခုသွား။ဟာအဖွားကလည်းဗျာ။နောက်မလို့ဘူးဆိုပြည့်ရောပေါ့။ဒါပဲထပ်ထပ်ပြီးပြောနေတာပဲ။မလို့ဘူးမလို့ဘူးပြောပြောပြီးဘယ်နှခါရှိပြီလဲ။မဖြစ်ပါဘူး။မင်းတို့သားဖငါ့ကိုတယောက်တစ်မျိုးစီဒုက္ခပေးနေတာ။မင်းအိမ်သာမင်းပြန်။ဗေဒါကဘာမှပြန်မပြောတော့ချေ။ ်လက်ထမသရင်စာကိုချလိုက်ပြီးလင်းနောက်တစ်ဆောင်ကိုကောက်၍လှမ်းလိုက်သည်ဒေတော်လည်းဗေရာသည်မျက်လုံးများပြွ့၍လာသည်သရင်စာမျက်နှာဖုံးတွင်မြသည်ဤချိုပြုံးသောမျက်နှာကလေးသည်ဗေရာကိုလှမ်း၍နှုတ်ဆက်လေသလိုရှိတော်သည်ဗေရာသည်မြသည်ဤဓာဘုံအောက်ပုတ်သို့သရင်ကိုဖက်လိုက်မိသည်ဒါရိုက်တာတက္ကသိုလ်အေးလွင်ဤလှရင်ကြီးအတန်တွက်ဇက်ကားတွင်ခေါင်းဆောင်မင်းသမီးအဖြစ်တရုတ်ဆောင်မိမြသည်လားဗေရာသည်တရင်ကိုဆက်၍မဖတ်တော့ချေ ဤတွင်ကိုကြိုတင်သိနေတော်လဲခုလောက်မြန်မြန်ဆန်ဆန်ဖြစ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ချေခုတော့သူမျှော်လင့်ထားသည်တဲ့မြန်ဆန်လင်းလာသဖြင့်အံဩမိသည်ခံမြင်သူတို့လည်းဖြစ်မိသည်ဗေဒာဤနားထဲတွင် အမေထွေးဤဇူတန်ကိုမကြရတော့ချေမြတ်သည်ပြောသောစကားများကိုသာပြန်၍ကြားယောင်နေမိသည်ဗေဒာသည်အိမ်ထဲသို့မျက်နှာငယ်ဖြင့်ဝင်လာသောကြောင်မကိုလှမ်း၍ကြည့်လိုက်မိသည်ကြောင်မကဗေဒာကိုလှမ်း၍ကြည့်လိုက်ရင်အဖွာနာသို့အသာကပ်၍သွားလေသည် အမေတွေကကြောင်မကိုလှမ်း၍ဆူလိုက်သည်။ဘာလဲ။ညီကဘာလာလို့လာလဲ။စမ်းမရှိပြန်ဘူးလား။ဈေးဝယ်ခြင်းတွင်ကြောင်မလာလင်ဘာကြောင့်လာသည်ကိုအမေတွေကတိထားနေပြီဖြစ်သည်။ကြောင်မက အမေတွေ၏ရင်ခွင်လွင်းသို့ခေါင်းပြင်ဝှေ့လိုက်သည်။အဖွားကလည်းအိမ်မှာတကယ်ချစ်စရာမရှိလို့ပါ။အဖေကနေ့နေမကောင်းလို့အလို့မစင်နိုင်ဘူး။အိမ်မှာလည်းသုံးစရာတပြားမှမရှိဘူး။အဲ့ဒါအမေကငွေနှစ်ချက်လောက်ချေးပါတဲ့။ ။တပတ်ကကြတော့ဆက်ဆက်ပြန်ပြီးပါမယ်တဲ့။နှုတ်ကြ၊နှုတ်ကြ။ငါကောင်းဝေးကိုပြောင်းအောင်နှုတ်ကြ။နင့်အဖေကအရင်မူးနေတယ်မဟုတ်လား။မရှိဘူးဆိုရင်ငါကောင်းပုံပဲကြတာပဲ။မရှိဘူး။တပြားမှကိုမရှိဘူး။မပေးနိုင်ဘူး။တပြားမှလည်းမပေးနိုင်ဘူး။ကျောင်းမကသူ့အဖွားကိုအတင်းဖက်လိုက်သည်။အမေတွေကစိတ်ထဲမှာမကျင်နှမိတော့လဲဓမင်ဟန်ဆောင်၍ကြောင်မကိုတွင်းဖယ်လိုက်သည်ကြောင်မကလည်းအမေတွေကိုအတင်းဖက်တွေ၍ခေါင်းပြင်ဝိတ်နေတော့သည် အဖွားကလည်းတကယ်ပါဒီတစ်ခါကြော်ချက်တို့လို့ရရင်ကျောင်းမပြန်ဆက်ပါမယ်ဖွားရဲ့ညကဆံပြုတ်ကြူပြီးတောက်ရတယ်ခုလေဘာမှချက်စရာမရှိဘူးအဖေနဲ့အမေကိုစေတနာမရှိတောင်းကိုတို့နဲ့ကျောင်းမကိုတော့စေတနာရှိတင်ပါလေနှစ်ချက်တော့ပြီးပါဖွားရဲ့ညီတို့စားခြင်းအိမ်နာစားမပြီးဘူးအဖွားကလည်းနှစ်ချက်တော့ပြီးပါဖွားရဲ့ကျမပြန်ဆက်ပါမယ်အမေထွက်သည်စီမလူပဲ၆တဲ့နေသား ကြောင်မဤဆံပြားကိုအတာပုတ်သက်၍နေမိသည် သူဝတိနှင့်သူစုပွက်တတ်တော်လဲမရှိဘူးဆိုလျင်ပါဇက်မဟောင်းဖွာဟောင်းဖွာစုပွက်၍လက်ကချွေးကန်အင်ကြီးအိတ်ကို၌ပြီးသားဖြစ်တတ်သည်လူကြီးဖြစ်၍လဲသဘောစဉ်ကပို၍ကြီးမသည်ဟင်းကောင်းကလေးချက်လျင်ညို၍မကြသူမြေတွေကိုခေါ်၍ကြွေးတတ်သည် ခုလဲပါဇက်မစုပွက်နေတော်လဲအိတ်ထဲမှကြည်နေသောကြက်တံကလေးများကို၌၍ထုတ်လိုက်သည် ညီအဖေအရေဖို့မဟုတ်ဘူးနော်ဒါပဲညီတို့စားစရာမရှိဘူးဆိုလို့ပေးတာအရေဖို့တော့မပေးနိုင်ဘူးယော့ကျောင်းမက အမေထွေးပေးသောကြက်တံနှရွက်ကို ယူလိုက်ပြီလင်အမေထွေးကိုတအားဖက်ထားလိုက်သည်အဖွားကိုဒါကြောင့်ချစ်တာအဖွားကသိချစ်ဖို့ကောင်းတာပဲသွားစမ်းပါအေးငါ့ကိုပလီမနီစမ်းပါနဲ့အမေထွေးကကျောင်းမလက်များကိုဖယ်ချလိုက်တော့လဲတကယ်မဟုတ်ဟန်ဆောင်သာဖြစ်သည် တောင်မဤနွယ်စောစသောအပြုတ်မှုများကိုစိတ်ထဲမှသာယာကြည်နူးမိသည်တကယ်ပါအဖွားရဲ့အဖွားကိုကျောင်းမတကယ်ချစ်တာအဖွားကရောကျောင်းမကို မချစ်ဘူးလားမချစ်ပါဘူးညီတို့သားမိသားဖတွေတကောင်းမှမချစ်ဘူးငါ့ကိုနှိပ်စက်လွန်းလို့ဒါဖြင့်အဖွားကမမအီမပဲချစ်တာပေါ့အီးငါသမီးတော်ချစ်ရတာပေါ့သူကငါ့ကိုမှဒုက္ခမပြီးပဲမမအေးဆိုဒီမှာကျောင်းမတို့ဤအမဝမ်းခွဲဖြစ်သည် ။ငယ်စဉ်ကတည်းကပင်မိဘများကွယ်လွန်သွား၍အဖွားနှင့်အတူနေရသည်ဖြစ်သည်။ထို့ကြောင့်လည်းမြေတွေတွင်အမေထွေးကအေးအေးကိုအခြေဆုံးဖြစ်သည်။ထို့ကြောင့်လည်းမြေတွေအပေါ်တွင်အခြေချင်းပြိုင်လျင်အေးအေးနှင့်နှံ့၍ပြောတတ်သည်။ဒါဖြင့်ကြောင်မကိုမချစ်ဘူးပေါ့။မချစ်ဘူး။ကိုတို့ကိုရောမချစ်ဘူးလား။မချစ်ပါဘူး။အကိုပြည်လာကိုရောဒီကောင်ကိုတာမုံသေးတယ်။ကဲမချစ်ရင်သွားတော့မယ်။နောက်အဖွားရင်ကိုမလာတော့ဘူး။ အီးညီကဘယ်လာတော့မလဲလူရာရသွားပေါ့ကူကြောင်မထွက်သွားတာလဲအမေထွေးကတစုံတခုသရိယာဟန်ဖြင့်ကြောင်မကိုလှမ်း၍ခေါ်လိုက်ပြန်သည်ဟေးဟေးနေအောင်နေအောင်မအီးတို့ငရဲချောက်ကလေးရှိပါတယ်နှမြောင်းလောက်ဖိတ်ပေးလိုက်ဒီကောင်မတွေဟင်းမရှိဘူးတဲ့အေးအေးကငချောက်နှမြောင်းကိုဖဲ့၍ကြောင်မကိုပေးလိုက်သည်ကြောင်မကသူ့အဖွားကိုပြုံး၍ကြည့်လိုက်သည်ဒါကြောင်မတို့စားရမှာမဟုတ်ပါဘူး အဖေအရင်နဲ့မိမာပါညီအဖေအရင်နဲ့မိတာတွေ့ရင်လှုပ်ကိုပြစ်လိုက်မယ်ညီတို့ထမင်းစားရင်ငါကိုယ်တိုင်လာကြည့်မှာငါကိုများမလိမ့်တဲ့ဘက်လှုပ်ရင်နောက်တပြားမှမသေးဘူးမှတ်ထားကျောင်းမကသူ့အမေထွေးကိုတစ်ချက်မြပြုံးကြည့်ရင်အိမ်ထဲမှထွက်လာခဲ့သည်အိမ်ရှိတွင်ကျောင်းမကိုစောင့်နေသောဘေရာကိုတွေ့ရသည်ဘေရာကအမေထွေးမကြအောင်ကျောင်းမကိုခတ်တုတ်တုတ်စီး၍မေးလိုက်သည်အဖေမူးနေပြီလားတပြားမှမရှိပဲဘယ်မူးမလဲ ဒီတော့လဲဗေဒစေတဲ့တွင် ထိခိုက်မိပေသည်ဥပါအေးသည်မိုးလင်းလင်းအရက်မတော်ရမလင်းနိုင်သူဖြစ်သည်သူ့အဖေအကြောင်းကိုလဲဗေဒာကတည်ပြီးဖြစ်သည်မိုးလင်း၍အရက်မတော်ရလင်းစကားတစ်လုံးမှမပြောဘဲမှန်၍နေရသည်စိတ်လိတ်မင်းကြီးလင်းမိနှင့်စိတ်လိတ်တော်တော်နှင့်မတီလက်ကတဆက်ဆက်တုံ၍နေရသည်အလုတ်လဲလှုပ်လို့မရတံပတ်မရှိသောအယုတ်ကဲ့သို့ငြိမ်သက်နေရသည်ဗေဒာသည်သူ့အဖေဤအဖြစ်ကိုတွေ့ရင်အိတ်ကိုဆန်းလိုက်သည်ညကရုပ်ရှင်ပြသည့်အတွက် ငွေအစိတ်ရသည်အပေါင်းအသင်းများဖြင့်နှစ်ကြာဖို့ခန့်စားတော့ခဲ့သည်အိတ်ထဲတွင်ငွေ20ကျော်သာကျန်တော့သည်ပေရာသည်အိတ်ထဲမှ10ရန်တရွက်နှင့်5ကျတန်တရွက်ကိုထုတ်လိုက်ပြီးလျှင်အဖွားမမြင်အောင်ကြောင်မလက်ထဲသို့ထည့်လိုက်သည်ယော့15ကျပ်ယူသွားအမေကိုပေးလိုက်အဖေတောက်နေတဲ့ဆိုင်ကြီးကအကြီးတလုံးမောင်တို့ကိုအဝယ်လွှဲအဖေကိုငါကပေးတယ်လို့မပြောနဲ့တော်တော်ကြာဆဲနေအောင်ပဲကျောင်းမကဗေဒာပေးသွားသောငွေကိုယူလိုက်ပြီးလင်ခတ်တို့တို့ပြန်၍မေးလိုက်သည် အကိုရောအိမ်ပြန်မလာသေးဘူးလားအဖေစိတ်ပြီးမှပြန်လာမယ်ဟာ အဖေကမနေ့ကတော့မိနေသေးတယ်အကိုကိုအဖေချစ်ပါတယ်ကိုရရှိတင်တာဟန်ဆောင်နေတာအကိုမရှိရင်ဒီကောင်ပြန်မလာသေးဘူးလားပြန်မလာသေးဘူးနာနဲ့မိနေတာအဖေကလည်းညီအကိုကို ပြန်ခေါ်ခဲ့လို့မှားတယ်ပြန်ခဲ့ပါကိုရအကိုမရှိတော့အဖေမွေးရင်ဆွဲမဲ့လူလည်းမရှိဘူးအမေနဲ့ခဏခဏရမ်းဖြစ်တယ်ညကတော့အဖေကအမေကိုရိုက်သေးတယ် ။ကျောင်းမကသူတို့အိမ်တွင်ရင်းနှင့်ပတ်သက်၍ဘေရကိုပြောပြလိုက်သည်။ကျောင်းမပြောသောစကားများကိုနားထောင်ရင်းဘေရသည်မျက်နှာညှို့၍လာတော့သည်။ငါအလုရှားနေတယ်။အလုရရင်ငါအိမ်ပြန်လာမယ်။အမေကိုလည်းပြောလိုက်ငါတို့ဘာမှစိတ်မပူနဲ့လို့။ဒါဖြင့်ကျမသွားမယ်နော်။ကျောင်းမထွက်သွားသောအခါဘေရလက်ထဲတွင်လက်၍ကင်ထားသောသရင်စာကိုပြန်လိုက်ပြီးလျှင်မြသည်ဤဓာတ်ပုံနှင့်သရင်ကိုဆုပ်၍ယူလိုက်သည်။ကြီးမခောက်၍အိတ်ထဲသို့ထည့်လိုက်သည်။ ဗေဒာလမ်းမဘက်သို့ထွက်လာသောအခါသူစီတို့လာနေသောငိမ့်ကိုလှမ်း၍မြင်ရသည်ငိမ့်ကဗေဒာကိုမြင်လင်အသာရက်၍လက်ပြလိုက်သည်ဗေဒာကငိမ့်ရှိရာသို့အပြေးသွားလိုက်သည်ဘာလဲမမကြီးကျွန်တော်ဘာလုပ်ပေးရမလဲတော်တော်ကြာကိုကိုကြီးတို့ရုံးသွားရင်မင်းလိုက်သွားပြီးတော့ကပြန်ယူလာခဲ့တခြားလဲရှောက်မောင်းမနေနဲ့ဦးဟုတ်ကဲ့မမအခုသွားရမှာလားကိုကိုကြီးထမင်းစားပြီးသွားလိမ့်မယ်မင်းလက်ဖက်ရည်တောက်ပြီးပြီလားမတောက်ရသေးရင်ရော့တောက်တော့ချီ ငင်းကကြက်တန်းတရွက်ထုတ်ပေးလိုက်သည်ဘေရာကမယူပဲပြုံး၍သူ့အိတ်ကိုသူပုတ်ပြလိုက်သည်ကျွန်တော်မှရှိတယ်မမရဲ့ကျွန်တော်အခုလက်ဖက်ရည်တောက်ပြီးလာခဲ့မယ်ဘေရာကလက်ဖက်ရည်ဆိုင်စီသို့ပြေးထွက်ခဲ့လေသည်လက်ဖက်ရည်ဆိုင်တွင်မောင်နီတို့အုပ်စုသည်လေရနေလေပြီမောင်နီကလက်ရှိပညာရေးစနစ်နှင့်ပတ်သက်၍ဝေဖန်နေတော့သည်လမ်းမြင့်အကြောင်းသားတို့အစီအဝေးမှာဒီပြဿနာတွေဆွေးနွေးရမယ်အစီအဝေးလည်းမင်းတို့တက်ကြကွာငါတော်ကော်မတီထဲမှာပါတယ် မင်းတို့ဟာနိုင်ငံရေးတွေပါတွေများပါသေးလားလှမြန်ကဘာမှနားမလဲဟန်ဖြင့်ဖြတ်၍မေးလိုက်သည်ဒီကောင်တော်တော်ကိုတုံးတဲ့ကောင်ပဲဒီကိစ္စမှာနိုင်ငံရေးတွေပါတွေတွေးနေကြမလို့ဘူးတင်းကျက်တဲ့တန်းချစနစ်ကိုတိုက်ပြရမှာပဲအစိုးရအနေနဲ့အလုံမပေးနိုင်လို့ဖြစ်စေကောက်လိမ်မှာလူပိုနေလို့ပဲဖြစ်စေတင်းကျက်တဲ့တန်းချစနစ်ကိုတိုက်ပြရမယ်လူငယ်တွေကိုအလုံလက်မဲ့ဖြစ်အောင်လေလွင့်ပြည့်စည်အောင်လုပ်နေတာဒီတန်းချစနစ်ပဲအခုလေဗနရာကန်တို့များအောင်လို့လေဥပမာ ရန်ကုန်စာစစ်မှာဆိုရင်လူတရာမှကုတ္တမ9ရောက်ပဲအောင်တယ်ဖြည့်တဲ့လူပေါင်း18439ကျော်ရှိတယ်အဲ့ဒီထဲက1654ပဲအောင်တယ်ပြီးတော့လည်းမိကွန်းတွေပေါက်တယ်ဆိုတဲ့သတင်းတွေလည်းရေးနေကြတယ်ဒါကိုဒုတူတွေအနစ်နာခံရမယ်ဆိုရင်ဘယ်တရားမလဲကွာဗေဒါကမောင်နီပြောသောစကားများကိုစိတ်ဝင်စားစွာနားထောင်နေမိသည်မောင်နီဤအယူအဆကိုလည်းထောက်ခံမိသည်အေးကွာမင်းပြောတာငါတော့ထောက်ခံတယ်အစီဝေးလက်တက်မယ် ငါတို့တတိုင်လုံးတက်မယ်ကွာငါစုခေါ်လာခဲ့မယ်ဗေဒါကအကြံတစ်ခွက်ကိုမော့လိုက်ပြီးလင်းဆိုင်မထွက်ခဲ့သည်ညင်းတို့အင်ရှိတွင်ကာအသင့်ထုတ်ထားပြီးဖြစ်သည်ကိုဘကြီးက သူ့လက်ထက်မှတော့ကိုဗေဒါကိုလှမ်း၍ပေးလိုက်သည် မောင်းရင်တော့ဖြည်းဖြည်းမောင်းပါကွာမင်းမောင်းလာတော့လက်လန့်ပဲညင်းကအပေါ်ဝါမှရက်၍ဗေဒါကိုကြည့်နေသည်ဝေဒါကဧကန်တွင်ထိုင်နေသောဥဒ္ဒယံကိုပါအကဲခတ်သလိုကြည့်လိုက်ပြီးဂါရကကိုဖွင့်လိုက်သည် ဗေဒကောင်းတဲ့တွင် မောင်နီပြောသောစကားများကိုသာဆွဲနေသည်တနေ့တနေ့ဤစာမွေးပွဲများသည်သူတို့ဘဝခီလန်းတွင်သမုဒ္ဒရာကြီးလိုကန့်လန့်စည်း၍နေရသည်စာမွေးပွဲနေ့လင်တခြားဘာကိုမျှစိတ်မဝင်စားနိုင်စာအုပ်နှင့်မျက်နှာမခွာရတော့ပေစာမွေးပွဲစပြီးအောင်စင်းမထွက်ခင်တလနှစ်လစိတ်ရောကိုရောလွတ်လပ်ခဲ့ကြသည်ပျော်ခဲ့ရသည်အောင်စင်းထွက်၍ကိုနာမည်မပါလင်ဘာလို့ရမှမသိတော့ချေလမ်းစာပြောက်သူကဲ့သို့တလဲလဲဖြစ်နေတော့သည် နောက်ဆုံးကြပြန်တော်လဲဤစာအုပ်များကိုပင်ပြန်၍ကန်ရပြန်လေသည်ဤတန္တရာသည်တစ်နှစ်မှ နှစ်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 မှ သုံးနှစ်သို့ကုလာပြန်တော်လဲအလိုလိုညှိငွေလာသည်စိတ်ပြက်လာသည်အာကငယ်၍ငယ်၍လာသည်ဒီအထက်အိမ်စည်းဝါးရေးကကြက်တဲ့လာတော်လဲဘေးအလုံးများရှောက်ရသားလောက်ရသေးသည် ပိုင်းစကုတ်လဲ၍ပြရသည်တမဝါယမဖက်ဆတ်တို့တွင်လဲပစ္စည်းများဝယ်၍တဆင့်ရောင်းရသည်ရုပ်ရှင်ရုံများတွင် နေစားဆင်းပေးရသည် အမှန်တော်လဲဘေရာဤဘဝသည်မနိုင်သောဝင်ကိုထမ်း၍ရှောင်နေရသူကဲ့သို့ပင်ဆင်းရဲပင်ပန်းလာသည်ဥပကြီးကိုယုံသောချာပြင်းနောက်ဘေရာသည်တယောက်တည်းစိတ်လွတ်လပ်လွတ်မောင်းလိုက်သည်ယုံနေအိမ်ကို6မိနစ်ခန့်ဖြင့်ပြန်၍ရောက်လာသည်ဘေရာသည်ကားကိုအိမ်ရှိတွင်ရပ်၍အိမ်ပေါ်သို့အပြေးတက်သွားမိသည်အိမ်ဘဝအဝင်တွင်သူ့ခြေတော်များကိုရှေ့ဆက်၍မလန်းတော့ချေဥဒင်အောင်ဤလက်ထက်တွင် လူလွင်ရုံကန်နေသောညင်ကိုတွေ့ရသည် ကိုတင်အောင်ရှင်လူကြီးလူကောင်မဆန့်ဘူးငိန်ကအတင်းယုံတော်လဲဥတင်အောင်က အတင်းဖက်၍ထားသည် နောက်ဆုံးတွင်ငိန်ကအတင်းယုံထွက်လိုက်သည်ဥတင်အောင်ကထား၍လိုက်ရန်ဖန်ပြင်လိုက်သည်ဗေဒါကငိန်ရှိမှဝင်၍ရက်လိုက်သည်ဥဒေအောင်သည်ရှယ်ရန်ရန်တော်မြေကဲ့သို့ဗေဒါကိုဒေါသဖြင့်ကြိလိုက်သည်ဗေဒါကဘောင်းမီကြမမောင်းချာရာကိုထိုး၍ခလုတ်ကိုနှိပ်လိုက်သည်ဥဒေအောင်က ဖြတ်ခနဲပွင့်၍လာသောဓာတ်ကိုကြည့်ရင်းရှေ့သို့မတိုးရဲတော့ချေ စောစောကတင်မာနေသောမျက်နှာမှာရုပ်ချီပြောင်း၍လာသည်တို့ချင်းကြည်ကျင်နေတာပါကွာမင်းဝင်ပြီးလူစွမ်းကောင်းလှုပ်ရှားမလို့ပါဘူးငါကမင်းကလေးတယောက်ကို မတရားအနိုင်ထက်ပြုရင်တော့မင်းသူရဲကောင်းဝင်လို့နိုင်တာပေါ့အခုတော့ဘေရာကဥဒင်အောင်ကိုအလင်းဂယုမဆိုင်ငင်းကိုသာလှဲကြည့်လိုက်သည်ဘေရာ၏အကြီးကဥဒင်အောင်ပြောသောစကားများမှန်မမှန်ငင်းကိုမေးလိုက်သလိုရှိတော့သည်ထို့ကြောင့်လည်းငင်းကဥဒင်အောင်စကားမဆုံးခင်ဖြတ်၍ပြောလိုက်သည်ယောက်ျားစကားပြောပါဥဒင်အောင် ငင်းရှင်ကိုအဖြူမဲမပြောသေးပါဘူးစဉ်းစားမယ်လို့သာပြောတာပါအခုလိုပြုမှုမျိုးနဲ့ဆိုရင်တော့ငင်းရှင်ကိုဆက်ပြီးစဉ်းစားဖို့တောင်မလိုဘူးထင်တယ်ငင်းကဒီကြည်သောတန်ဖြင့်ခံမှန်မှန်ပြောလိုက်သည်ဒီတော့မှလည်းဥတင်အောင်ဤမျက်နှာမှာညှို့၍လာတော့သည်ကျွန်တော်မှားပါတယ်ငင်းစော်ကားတဲ့စိတ်နေတော့မဟုတ်ဘူးဆိုတာငင်းယုံပါရုတ်တရက်စိတ်ကိုမချုပ်တီးနိုင်လို့အခုလိုဖြစ်ရတာပါ နောက်ဒါမျိုးမဖြစ်စေရပါဘူးကဲကျွန်တော်ပြန်မရစီ ုတင်အောင်ကဒုံရင်အကွဲသောတန်ကြီးဖြင့်တောင်းပန်၍ခေါင်းငိုက်ဆိုင်ဖြင့်ဆင်းသွားတော်သည်ဝေရာကငိမ့်ကိုတစုံတစ်ခုမေ့ရန်တင့်မတင့်စဉ်းစားနေမိသည်ငိမ့်ကပပြင်ပေါ်တွင်စီကြနေသောမျက်ရည်များကိုလက်ကင်ပေါ်အပြင်တုပ်လိုက်သည်ဥတင်အောင်ပြောတဲ့အတိုင်းမဟုတ်ဘူးပေါ့နော်မမငိမ့်သူ့ကိုမဆုံးဖြတ်သေးဘူးမဟုတ်လားငါသူ့ကိုပြောလိုက်တာနေမကြဘူးလားတီเจ้าနဲ့ပတ်သက်ပြီးငါ့ကိုမမိစမ်းပါနဲ့ပေတာငါစိတ်ညစ်လွန်းလို့ဝေရာသည်ဆက်၍မမေ့ရတော့ချေ ငိမ့်အတွက်လဲကိုချင်းစာမိသည်ခုချိန်မျိုးတွင်ငိမ့်သည်ရှက်လက်ရှက်၍နေမည်စိတ်ညစ်မည်ဆိုရင်လဲညစ်ပေမည်ပြီးတော့လဲသူများအတွင်ရေးကိုဂိုင်းကန်ရှင်မကျင်နာဖဲမမေးသင့်ချေမမငိမ့်ចောင်းတော့မယ်ဆိုသွားဆိုလေခဏမတော်တော့ပါဘူးကွယ်မင်းအရင်မနေ့ကမှသွားရအောင်ဗေရာသည်ငိမ့်ကိုနှုတ်ဆက်ရင်းနေရာမှထလိုက်သည်ကျွန်တော်ပြန်တော့မယ်မမငိမ့်နှက်ပြန်သွားကျင်တဲ့အချိန်ပြော့ပေါ့ကျွန်တော်လိုက်ပို့ပါမယ် ငိမ့်သည်ဝေရာကိုကြည့်ရင်တပြင်းကိုမတိမတာချလိုက်မိသည် သူနောက်တစ်ဖက်စီတွင်ဥတင်အောင်ပြောသွားသောစကားနှင့်ဝေရာပြောသွားသောစကားများကပဲ့တင်ထက်လျက်ရှိတော်သည်အစီဝေခမ်းမတွင်လူများပြည့်ကျက်လျက်ရှိသည်ဝေရာသည်ရှေးဆုံးတန်းတွင်ခက်ကုတ်ကုတ်ထိုင်လျက်ရှိသည်အတွင်ရေမှုကအစီဝေဖွင့်လျက်ပြည့်လင်းဥက္ကရမင်းကွင်းစလေသည်ဥက္ကရကလက်ရှိပညာရေးစနစ်ဤချိုးယွင်းချက်များကို၎င်းကျောင်းသားများညီညွတ်ရေးကို၎င်းတိုင်းပြည်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍၎င်း အကြက်တဝင်းပြောကြားသွားသည်ဒီနောက်အစိုးရအသီးသီးတင်ကြသည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးဆိုကျောင်းသားညီညီရေးအစိုးရပညာရေးအသုံးစိတ်တုံ့ပြန်ရေးအစိုးရစသည်တို့အသီးသီးတင်သွင်းသွားပြီလင် မောင်နီအလဲရောက်လာသည် မောင်နီကတင်ရသော စာမှုဝယ်စနစ်ပြုပြင်ရေးအစိုးရကိုစ၍တင်သွင်းတော်သည်မောင်နီသည်အစိုးရကိုဖတ်ပြပြီးနောက်အသေးစိတ်ရှင်းပြလိုက်ပြန်သည်ကနေ့လူငယ်ပြက္ခနာများကိုသုံးသပ်ရင်အလွန်ရင်လေးဖို့ကောင်းတယ် ။တင်းကျပ်လာတဲ့တန်းချစနေကြီးစာမျိုးဝဲစနေကြီးဟာကျွန်တော်တို့လူငယ်တွေရဲ့ဘဝခီးကိုပင်လယ်ပြင်ကြီးလိုတားဆီးထားတတ်တယ်။ဒီပြဿနာဟာနှစ်စဉ်အရှုံးအအောင်အစင်းကိုကြည့်ရင်သိနိုင်တယ်။ကျောင်းသားတရားမှာ၁၀ရောက်ပဲစာမျိုးဝဲအောင်တယ်ထားတော့ကျောင်းသား9000မှာ9000ပဲအောင်တယ်။ဒီတော့ကျန်တဲ့၄000 9000ကဘာလို့ရမလဲ။ကျောင်းဆက်နေနိုင်တဲ့လူတွေက နေကြတယ်။မနေနိုင်တဲ့လူတွေကဖြတ်လန်းကိုလိုက်ရတယ်။စီးပွားရေးအလုပ်တစ်ခုခုဝင်လို့ရတယ်။ထားပါတော့။ 4000ကျော်မှာ2000ကျော်ကအလုတ်လုတ်ပြီး2000ကျော်ကကြောင်းပြန်နေတယ်ဆိုကြပါစို့အဲ့ဒီပြဿနာကိုပဲကျွန်တော်တို့တွေ့ကြည့်ဆယ်ရက်မှမအောင်တဲ့ဒီ2000အတွက်အလုတ်ပေးဖို့ဘယ်သူတာဝန်ယူနိုင်မလဲပြီးတော့ကြောင်းပြန်နေကြရမယ်2000အတွက်ကရောနောင်တက်လာမယ်မက်ထရစ်သမားတွေနဲ့ပေါင်းလိုက်ရင်သူတို့အတွက်ကြောင်းနဲ့ဆရာလုံလောက်မလားဒါကြောင့်လေအလွတ်ပညာသင်ကျောင်းတွေခေတ်စားလာတာပေါ့ဒီအလွတ်ပညာသင်ကျောင်းတွေဆိုတာလေ အစိုးရအကြောင်းတွေတဲ့အကြောင်းလားက၄ဆပေးရတယ်နာမည်ကြီးလေးပို့ပေးရလေပဲတချို့စာမွေးပဲအအောင်များပြီးနာမည်ကောင်းတဲ့အကြောင်းတွေမှာဆိုရင်အစိုးရအကြောင်းမှာ၅ချက်ယူရင်သူတို့က30ယူတယ်နှစ်ဝက်တွေအကြည့်တစ်ခါတည်းပေးထားရတယ်ဒီလိုအကြောင်းတွေမှာတစ်လ100ကျော်200ရရတဲ့စာရေးစာကြည့်သားတွေနေနိုင်မလားအလုပ်သမားတွေထားနိုင်မလားငွေတက်နိုင်တဲ့သူတွေသာ နေနိုင်ကြမှာပဲအများတက်နိုင်တဲ့အကြောင်းတွေမှာဆရာနေကျင်နေမယ်ဒါဟာဘာကြောင့်လဲ ဆရာကောင်းတွေဟာအစိုးရကပေးတဲ့လက်ကနဲ့မလုပ်နိုင်ကြလို့ပေါ့ပိုပြီးဝင်ဝေဖြောင်းတယ်အလွတ်ပညာသင်ကျောင်းတွေထောင်တဲ့သူကထောင်ကြအဲ့ဒီကြောင်းတွေမှာလက်ကကောင်းကောင်းနဲ့လှုပ်တဲ့လူတွေကလှုပ်ကြဒီတော့လက်ရှိပညာရေးစနစ်အရကြည့်ရင်တစ်နှစ်တစ်နှစ်တန်းကြကြောင်းသာ ပုံမူများလာတယ်3000က4000 4000က5000နှစ်ဆက်ကြပြီးကြောင်းထွက်တဲ့လူတွေလည်းများလာမယ်အလုပ်လက်မဲ့တွေပိုပြီးပေါ်လာမယ်စိတ်လေလွင့်ပြီးပျက်စီးတဲ့လူတွေပိုများလာမယ် ဒါကြောင့်ကျောင်းသားတွေရဲ့စိတ်ဓာတ်ကိုပြပြစေတဲ့တင်းကြပ်လွန်းလာတဲ့တန်းချစနစ်သို့မဟုတ်စာမှုပွဲစနစ်ကိုအမြန်ဆုံးပြုပြင်ပေးဖို့ EAC ဝေးမှာကျွန်တော်အဆိုတင်သွင်းပါတယ်။ခမ်းမတစ်ခုလုံးလက်ခုပ်တံများပက်တင်ထက်လျက်ရှိသည်။ဘေရာကိုတိုင်းပင်လက်နာရမမသိအောင်တီးလိုက်မိသည်။မောင်နေအီမြတရားဟောကောင်းဒီကိုဘေရာမမျော်လင့်ခဲ့ချေ။ခုတော့မောင်နေသည်တကယ်နိုင်ငံရေးသမားကြီးတယောက်ကဲ့သို့တရားဟောကောင်းလာသည်။မောင်နေဤအစောကိုထောက်ခံသူများလည်းရှိသည်။ပြင်ဆင်ဖြည့်ဆွတ်သူများလည်းရှိသည်။ တချို့ကအဆုံးမမပြည့်စုံမည်ဆို၍ပြုပြင်ရမည်ကိုပါတင်ကြောင်းအကြံပေးကြသည်ထို့အတွင်းမှာပင် မောင်နှီအဆောကိုကန့်ကွက်သူတို့ပေါ်လာသည်ဒီအဆောဟာလုံးလုံးမဖြစ်နိုင်ပါဘူးစာမှုပဲစနစ်ဆိုတာဘယ်လိုလုပ်ပြီးပြုပြင်မလဲမိခွန်းလိုလဲမေးရမလားဒါမှမဟုတ်ရင်ဟယ်ရီဒန်ခစ်လို အကုန်အအောင်ပေးရမလားဒီအဆောဟာအတိတ်ပဲမရှိပါဘူးအလုံးကဝိုင်းရွေအော်ကြသည် အထိုင်ခိုင်းသူကအထိုင်ခိုင်းသည် ။အောသူကအော်ကြသည်။ဗေဒာသည်စင်မြင့်မော်သို့တက်၍ရက်လိုက်ပြီးလင်ဥက္ကရာထံစကားပြောခွင့်တောင်းလိုက်သည်။ကျွန်တော်ဒီအဆုံနဲ့ပတ်သက်ပြီးနည်းနည်းပြောပြရစေ။ဥက္ကရာကခေါင်းငြိမ်၍ပြောခွင့်ပေးလိုက်သည်။ဗေဒာကပရိသတ်အကဲကိုခတ်လိုက်သည်။သောသောကဆုနေသောအတန်များသည်အဖြည်းဖြည်းပြောက်၍ငြိမ်သွားသည်။ကျွန်တော်ပရိသတ်ရှိမှတခါမှစကားမပြောဘူးပါဘူး။ဒါပေမဲ့ခဏိပြဿနာကတော့ကျွန်တော်ဘဝနဲ့တိုက်ရိုက်သက်ဆိုင်နေလို့ကျွန်တော်အလွန်ပဲစိတ်ဝင်စားပါတယ်။ဒါကြောင့် ဒီအစိုးကိုထောက်ခံရတဲ့သဘောကိုနည်းနည်းပြောပြရစီကျွန်တော်မက်ထရစ်ကိုနှစ်နှစ်တိတိအားရပါရကြာဘူးပါတယ်ဗေဒာဤစကားကြောင့်ပရိသတ်ကဝမ်းရရရသည်ဗေဒာကသူ့စကားကိုသူမှင်သေးသေးဖြင့်ဆက်လိုက်သည်ကျွန်တော်မိဘကတာမန်အလုပ်သမားပါပဲတရကိုနှစ်ချက်လောက်ဝင်ဖို့တော်တော်ခက်ခဲရင်ရှာရပါတယ်အဲ့ဒီလိုဘဝကကျွန်တော်ဟာမက်ထရစ်ကိုနှစ်နှစ်တိတိဆက်ပြီးကြာခဲ့ပါတယ်ကျောင်းသားတိုင်းဟာစာမှုပဲအောင်မြင်ရတယ်ဆိုတာကျွန်တော်တို့အားလုံးပြောကြမလို့ပါဘူးဒါပေမဲ့ ။စာမှုပဲအောင်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲ။ဉာဏ်ပညာထက်မြတ်ရမယ်။စာမှန်မှန်ကျက်ရမယ်။ကြောက်မှန်မှန်တက်ရမယ်။ဒါကအကျံပြင်းအမြင်ပဲ။တကယ်ဘဝကိုလေ့လာပြီးအသေးစိတ်လိုက်ကြည့်ရင်ဒါတွေမကပါဘူး။အေးအေးဆေးဆေးစာကျက်နိုင်တဲ့ဘဝမျိုးမှရှိရမယ်။ဆိုလိုတာကဇီဝရေးပူပင်ကြောင်းကြမှုမရှိရဘူး။ကျောင်းသားရွယ်မှာ ထမင်းလက်စေးစားကစားခြင်းကစားကျောင်းသားခြင်းသွားစာကျက်ခြင်းစာကျက်ကျောင်းသားပြပြနေနိုင်ရမယ်။နောက်စာအုပ်ပြည့်စုံအောင်ဝယ်နိုင်ရမယ်။ ဆရာကောင်းသမားကောင်းရဲ့အတင်ပြကိုလည်းခံရမယ်အဲ့ဒီအခြေအနေတွေလည်းရှိဖို့လိုပါတယ်ဒါတော့ဆောင်မှုပဲကန်းထဲမှာကိုကခပ်ပေါ်ပေါ်ထားပြီးအပိုင်မကျက်မိတဲ့စာကိုမိကွန်းနဲ့တွေ့ရင်ဖြစ်နေမှာမဟုတ်ပါဘူးဒီတော့ဆောင်မှုပဲအောင်ဖို့အတွက်ဒီအချင်းတွေလိုအပ်တဲ့ဆိုတာကျွန်တော်တို့ညင့်မရဘူးဒါကိုကျွန်တော်ဘွားနဲ့တွေ့ကြည့်မိတယ်ကျွန်တော်ဘွားကအိမ်အလုပ်ရောတခြားစီးပွားရေးအလုပ်ရော လုပ်ပြီးကြောင်းလိုက်ရတယ် တက္ကသိုလ်ကစာမှုပဲမအောင်သေးခင်ကျောင်းစီနဲ့ထမင်းစီကြေအောင်ဆိုပြီးအခန်း၅ထောင်ထားတဲ့အလွတ်ပညာသင်ကျောင်းမှာသင်ရတယ်။ဒါကြတလေအိမ်စည်းဖို့ရှာနေရလို့ကြောင်းမတက်ရဘူး။အဲ့ဒီလိုဘဝမျိုးနဲ့ကျွန်တော်တို့တွေဟာတင်းကျပ်တဲ့စာမှုပဲစနစ်အောက်မှာဘယ်အောင်နိုင်မလဲ။ကျွန်တော်ဖေကကျွန်တော်စာမှုပဲကြတော့ဆူတယ်။ကျွန်တော်တို့လမ်းထဲကအထွန်းဆိုတဲ့ကောင်မလေးကအောင်သွားတော့သူနဲ့နှိုင်းပြီးပြောတယ်။သူကတနေ့တည်းနဲ့အောင်တယ်လေ။ကျွန်တော်ကနည်းနည်းဆက်ပြီးကြတယ်။ကိုကိုကိုကာကွယ်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒါကိုရှင်ပြောလို့မရပါဘူးအမှန်ကသူနဲ့ကျွန်တော်စာတပုတ်ကိုရှင်ကျက်ရင်ကျွန်တော်ကသူ့ထက်အရင်ရတယ်ဆိုလိုတာကကိုကြီးသေးတာတော့မဟုတ်ပါဘူးကျွန်တော်ကသူ့ထက်ညံကောင်းတယ်ဒါပေမဲ့နောက်တော့သူကအောင်တယ်ကျွန်တော်ကကြတယ်သူနေတဲ့ကြောင်လည်းကြည်အောင်လေစံပြထားတဲ့ကြောင်ကမှနေတာပြီးတော့တလ90ပေပြီအင်္ဂလိပ်စာကျူရှင်ယူသေးတယ်ကျွန်တော်ကကောလိပ်ကစာမှုပဲကြပြီးဘိုင်းကြလို့ထောင်ထားတဲ့အလွတ်ပညာသင်ကျောင်းမှာနေနေတာ သူကစာကိုစင်းနဲ့ကြက်နိုင်တယ်။ကျွန်တော်ကစာကြက်ချင်းဘုံပိုင်းမှာရေးလာရင် ရေးဆွဲရသေးတယ်။ပြီးပေါက်ရတဲ့အလုပ်ကလေးကိုဖောက်လို့ရသေးတယ်။ဒီလိုအခြေအနေချင်းကွာတဲ့လူချင်းပညာရေးမှာရှင်းလို့ရမလား။ကျူးစားတာချင်းညံချင်းတူရင်သူတို့ကရှေ့ကနေမှာပေါ့။စောစောကကိုနီပြောသလိုတထောင်မှတထောင်အအောင်ပေးမယ်ဆိုတဲ့စနစ်အတိုင်းဆိုရင်ကျွန်တော်တို့ဟာနောက်ဆုံးကနေမှာပဲ။အချင်းနေချင်းမတူတဲ့ဘဝကိုရှင်ပြီးရွေးရင်ကျွန်တော်တို့နံပါတ်ကနောက်ဆုံးကပဲဒီတော့ လက်ရှိအခြေအနေကိုကြည့်ရင်ဒန်းလူကျောင်းသားတွေရဲ့ဘဝဟာတောင်မရောက်မြောက်မရောက်နဲ့ဒုက္ခတွေ့ရမှာပဲ။ဇာမွေးပဲဖြေရမလို့အလုပ်ပဲလုပ်ရမလို့နဲ့အချိန်ကုန်ပြီးစိတ်သက်ပြပြယုံပဲ။ဒီတော့လူငယ်တွေရဲ့ရှေးရည်ကိုကာကွယ်သောအပြင်ဒီတင်းကျပ်တဲ့တန်းချစနစ်ကြီးကိုအမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ကျွန်တော်လေးလေးနက်နက်ထောက်ခံပါတယ်။မေရာဒီလက်ကောတံများမဆက်မီအစီဝေခမ်းမအတွင်းမအသာထွက်ခဲ့သည်သူစေတဲ့တွင် အလိုလိုပေါ့၍သွားသည် ယင်းထဲတွင်ခံစားနေရသည့်အတိုင်းဘဝတူခြင်းကိုဖွင့်အံထုတ်လိုက်ရသည့်အတွက်လည်းဝန်သာကျင့်တတ်မိသည်ဘေရာသည်ရှင်လန်းစွာလျှောက်လာရင်တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေအေးကလေးကိုတအားရှက်၍ရှူလိုက်သည်လန်ခီတစ်ခုကို ဖြတ်မိအပြုတ်တွင်ဂျက်ကားတစ်စီးကဘေရာရှိသို့ထိုး၍ရက်လိုက်သည်ကားရှိကန်းတွင်ကိုအေးလင်းနှင့်အတူယောက်ျားနှစ်ယောက်နှင့်မြတ်ဒီကိုတွေ့ရသည်ပြီတော့နင်ပြေသွားမလို့လေလာတူးနေလိုက်ခဲ့တို့ချန်သွားမလို့ ဗေဒာကရုတ်တရက်တော့ဗာမျှပြန်၍မပြောနိုင်ပဲမြတ်ဒီကိုသာငေး၍ကြည့်မိသည်ကနောက်တန်းတွင်လူတယောက်မျှမရှိသို့သောခြေတန်းတွင်မူကိုအေးလွင်ကကိုတိုင်မောင်း၍မြတ်ဒီကအလယ်မှထိုင်၍လိုက်သည်မြတ်ဒီဘေးမှယောက်ျားတယောက်ရှိသည်မြတ်ဒီသည်အရင်ကနှင့်မတူတော့ချေကောင်းတွင်အခွင့်အကောင်များအမောင်များဖြင့်ရှုပ်ပွေ၍နေသည်မျက်မှန်နှက်ကိုလည်းတတ်ထားသည်ဗေဒာကမြတ်ဒီကိုငေး၍ကြည့်ရင်းအံ့ဩနေမိသည်ဟေ့လာလီ ပန်းကြီးနေတာလေနောက်ကတဲ့မြတ်ဒီကရွှင်ပြုံးသောမျက်နှာကလေးဖြင့်ခေါ်လိုက်တော့လေဘေဒာဤစေရနိုင်ကဘာကြောင့်မှမသိအလိုလိုဒေါသဖြစ်လာမိသည်ဘေဒာသည်မြတ်ဒီကိုအတန်ကြာမြဆိုက်၍ကြည့်လိုက်ပြီလင်အေးဆက်ဆက်ပြန်၍ပြောလိုက်သည်ငါမလိုက်ပါဘူးဝင်စရာရှိသေးတယ်နောက်မှအင်ကိုလာခဲ့မယ်လေအင်လာရင်စိုးစိုးလာမှငါ့ကိုတွေ့မယ်ခုနာရီဆိုရင် အလုဆင်းရတယ်ဒါဖြင့်သွားမယ်ဟိမြတ်ဒီကနှုတ်ဆက်သွားသည့်တိုင်အောင်ဘေဒာကမြတ်ဒီကိုပြန်၍နှုတ်မဆက်မီ ခါကြောင်ကြောင်ငွေရသာကြံရစ်ခဲ့ပြီးဗေဒာသည်မြသည်ဤပြောင်းလဲပုံကိုတွေ့ရင်ယဉ်လေးလာမိသည်သောသောကပော့ပော့နေသောစိတ်သည်ကုတော့လေလံထိုင်းမှန်း၍လာလေသည်ဗေဒာသည်ခေါင်းငိုက်ဆိုင်ဖြင့်ဆက်၍လျှောက်ခဲ့သည်မြသည်ကိုတွေ့လိုက်ရ၍ဗေဒာဤစိတ်သည် အလိုလိုလှောက်ရှားလာသည်စိုးရင်လာသည် ခံပြင်းလာသည်ရသည်ပြောသောဇာကားနှင့်အပြုံမှုများမှာလုံးဝခြားနား၍နေသည်အလုတ်ဆင်းလင်းသူနှင့်အတူဆင်းပြီးသို့မဟုတ် သူ့အမေနဲ့အတူဆင်းမြေဟုဂရိပေးထားသည်အခုတော့ယောက်ျားနှစ်ယောက်အလဲတွင်တယောက်ထဲလိုက်ပါလာသည် နေတိုင်းအလုဆင်းရသည်ကိုလည်းကြောသွားသည်မြသည်ဤအပြုမှုနှင့်မြသည်ပြောသွားသောစကားများသည်မိရာဤစိတ်ထဲတွင်လှုပ်ရှား၍နေတော့သည်โอเคပါခင်ဗျာ ာရေးဆရာဆရာအောင်လင်းဤဗေဒာနှင့်မောင်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွေလည်းကျေးဇူးများကြီးတင်ရပါရယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါ